Hello guys, so welcome back to my online English speaking practice. ဒီနေ့မှာဆလို့ရှင်တော့ဆရာကဒီစကလုံးတွေအကောင်လုံးကိုအတန်ထွက်လေလေသေးမှန်မှန်ကန်ကန်နဲ့ဘယ်လိုအတန်ထွက်ရမလဲဆိုတာကိုဆရာဒီနေ့အတန်ထွက်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဆရာရင်ကပြောခဲ့သလိုပဲကျွန်တော်တို့ speaking အများတတ်ချင်တယ်စကားကြွယ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ main နေ့တွေအများကြီးစက်ထားမှာဖြစ်မယ်ဒါပေမဲ့အသုံးဝင်တဲ့ main နေ့ ကြက်ထားကြပါဟုတ်ပြီနော်အသုံးဝင်ပဲနဲ့ကျွန်တော်တို့ကြက်ထားရင်တော့ကြာလာတဲ့ခါကျလို့ရှင်ပြန်ပြီးပြောက်သွားမှာပဲဟုတ်ပြီနော်ကဲခွဲဝေတတ်မှတယ်ဆိုရင်အင်္ဂလိပ်လို allocate allocate ဟုတ်ပြီနော်ဖွဲ့စည်းပါဝင်တယ်ဆိုရင် comprise comprise တခုမှတခုသို့ပြောင်းတယ်ဆိုရင်အင်္ဂလိပ်လို convert convert okay ညှိနှိုင်းမှုပြုတယ်ဆိုရင် coordinate coordinate သဘောပေါက်နားလဲတယ်ဆိုရင်အင်္ဂလိပ် comprehend understand အတိပဲတူတယ်ကွာသိမလား comprehend စွတ်တယ်ဆိုရင်အင်္ဂလိပ် contact contact နေကိုချုပ်တယ်ဆိုရင်အင်္ဂလိပ် conclude conclude Pan ka zo engello constrain constrain. Sinted as we contrast contrast. Sadong we sadong le kopi si we sadong le zo engello consun consun. No you de tat de zo engello did that did that. ထင်စားစေတယ်ဆန္ဒပြတယ်ဆိုရင်တော့အင်္ဂလိပ်လို demonstrate demonstrate ရရှိတယ်ဆင်းသက်တယ်ဆိုတော့အင်္ဂလိပ်လို derive derive okay လမ်းလွတ်သွားတယ်ဆိုရင်အင်္ဂလိပ်လို deviate deviate စာဖွေတွေ့ရှိတယ်ဆိုရင်အင်္ဂလိပ်လို detect detect ဆုံးယုတ်လာတယ်ဆိုရင်အင်္ဂလိပ်လို diminish diminish အဲ့ဒီအဓိပ္ပာယ်ဖွင့်တယ်ဆိုရင်အင်္ဂလိပ်လို define define တောင်းဆိုတယ်ဆိုရင်အင်္ဂလိပ်လို demand demand မန်ကျစ်တယ်ဆိုရင်အင်္ဂလိပ်လို estimate estimate တံပိုးဖြတ်တယ်ဆိုရင်အင်္ဂလိပ်လို evaluate evaluate okay all right okay ဒီစကလုံးကြီးကလုံးအတန်ထွက်တိပြီးဆိုရင်တို့တွေဝကြလေတွေဖွဲ့ခြင်းနော်အဲ့တော့နောက်ခါကြလို့ရှင်ဆရာဝကြလေတွေဖွဲ့ပြမှာနော်ဒီစကလုံးတွေတော့ကျွန်တော်အတိတ်ပဲတိသွားပြီဒါမှတကယ်လက်တွေ့မှာစကားမှာဘယ်လိုသုံးရမလဲဝကြမှာစာကြောင်းမှာဘယ်လိုသုံးရမလဲဆိုတာနော်ကျွန်တော်တို့နောက်တစ်ခါကြလို့ရှင်ဥမာတရကဝါကြလေတွေဖွဲ့ပြမှာဖြစ်ပါတယ်ခမညာ